မင်းကြီးများအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့ရသတင်းဆိုတာချက်ပေါ့နော်ကျွန်တော်အကြောင်းကိုအတင်းတောက်ထားတဲ့သတင်းဌာနဟိုအကြောင်းနေကျွန်တော်ပြန်ပြီးတော့မှဟိုမျှဝေချင်တာပေါ့နော်ဒီသတင်းဌာနတွေကကျွန်တော်အကြောင်းခဏခဏရေးကြတယ်ပြီးရင်ကျွန်တော်ကိုလည်းမမင်းကြဟိုကျွန်တော်အကြောင်းရေးမယ်ဆိုရင်လည်းကျွန်တော်ကိုမေးပါလို့ကျွန်တော်အရင်ဆုံးပြောချင်တယ်ပေါ့နော်အဲ့တော့ဘယ်သတင်းဌာနလဲဆိုတော့ဒီခမ်းဆန်းကောင်း The People White ခမ်းဆန်းကောင်းသတင်းဌာနနဲ့ Channel ရိန္ဒနာဒီရိန္ဒနာတွေကကျွန်တော်အကြောင်းဘာတွေပြောလဲဆိုတော့ကျွန်တော်ကို PNA lobby ဆိုပြီးတော့မြောက်ဆလုံးမှာဖြစ်သွားတဲ့ပြဿနာအရှုဒါတရင်အမားပါဆိုပြီးတော့မှသူတို့ရေးသားဖော်ပြနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီတည်နေနဲ့ပတ်သက်ရင်ကျွန်တော်တို့မေးလို့ရပါတယ်ကျွန်တော်ဒါရိုက်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်လည်းတင်ထားပါတယ်နော်ကျွန်တော်အကြောင်းရင်းအမဒီ ကံစားငောင်းဟာသတင်းဌာနဆိုရင်ကျွန်တော်အကြောင်းခဏခဏရေးတယ်ကျွန်တော်တော်တော်လေးကိုရှင်းနေတဲ့ပုံပဲနော်အဲ့တော့ကျွန်တော်အကြောင်းခဏခဏရေးနေတယ်ကျွန်တော်တခါမှဖုန်းလည်းမဆက်ဘူးဥမာအာကိုတန်းအောင်တို့ရာစာတို့ဟုတ်တယ်နော်ဒီကံစားငောင်းမှာအဓိက main guy နဲ့တူတယ်ဒါကျွန်တော်ရဲ့အတိတွေပဲလေအာကျွန်တော်နဲ့အတိနေတဲ့လူတွေပဲအဲ့တော့ကျွန်တော်မေးလို့ရပါတယ်လို့နော်ကိုရာစာဒီကနေ့တစိကိုရာစာကျွန်တော်ပြောပါတယ်ကိုရာစာ ကျွန်တော်မေးပါကျွန်တော်တိုင်းရိုက်မေးပါကျွန်တော်အကြောင်းသိချင်ကျွန်တော်မေးပါပေါ့နော်ကျွန်တော်ရဲ့ဓာတ်ပုံတွေဒီလိုမျိုးတွေယူသုံးပြီးတော့နော်ကျွန်တော်ကွန်ပျူတာလည်းမပါဘူးကျွန်တော်ပုံတွေယူသုံးပြီးတော့မှပြောနေတာဒီဟိုမလောက်ပါနဲ့ပေါ့နော်ဒါကြောင့်မြတ်တာရက်ခံတာဖြစ်ပါတယ်ဒါကိုရစာနဲ့ဆိုကျွန်တော်နဲ့အတိတွေပဲအဲ့တော့ကျွန်တော်ပြောချင်လဲဆိုရင်ဒီမြောက်စာလုံးမှာဖြစ်တဲ့ပြဿနာမြောက်စာလုံးနဲ့ကြဒါပြောပြောမယ်စင်ဒီ ကြက်ဖက်တောင်းကျန်းသူတွေကကျွန်တော်ရဲ့နေမြေသူတွေသားချောင်းအခုမြောက်ဆလုံးကျွန်တော်တို့သူတွေသားချောင်းနေမြေထဲမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်တို့ပြောပြသားပဲအဲ့တော့ကျွန်တော်တို့ရဲ့နေမြေတဲ့ကိုလွန်ခဲ့တဲ့2023မေလ23ရက်နေ့ကနေစပြီးတော့မှ TR အင်းမတောင်းခံသူဖြစ်တဲ့ခြနာလကိုကြက်ဖက်တောင်းကျန်းသူတွေကအကြောက်မဲ့တက်တက်လာရောက်တက်ဖြတ်ခဲ့တာအဲ့ဒီချိန်ကာလတုန်းကကြရပြည်နယ်ကစစ်သေးချောင်းပြည်သူလူထုတွေကိုစီဆိုင်ဖက်မှာအခန့်ကျွေးမွေးထားတဲ့ ဟိုအချိန်ကာလလည်းဖြစ်ပါတယ်နော်အဲ့တော့ပြောချင်တဲ့သဘောကကျွန်တော်တို့ရဲ့သူတွေသားချောင်းနေမြေထဲမှာကတင်းငင်အေးချမ်းစွာနေထိုင်တဲ့ပြည်သူလူထုတွေအမြောက်များရှိပါတယ်တင်းငင်အေးချမ်းခြင်းကိုလိုလားတဲ့ပြည်သူလူထုတွေတဲ့ပုံတပြင်းရှိပါတယ်အားလုံးကလည်းတင်းငင်အေးချမ်းရေးကိုပဲလိုချင်တာအဲ့တော့ဒီမြောက်ဆလုံးတမကောက်ကျွန်တော်တို့ရဲ့လုံမြင့်ကြအုပ်စုမှာရှိတဲ့စောင်းပြောင်းကြရဆိုလို့ချင်း အကြမ်းမဲ့တောင်းကျန်းသူတွေဟာ၃ချိန်တီတီဝင်ခဲ့ပါတယ်၃ချိန်တီတီဝင်ရောက်ဖြက်စီးတိုက်ခိုက်ခဲ့တော့လဲပဲဒီခမ်းဆာငေါသတင်းဌာနတို့အာပြီးတော့ချန်နယ်ယူသတင်းဌာနတွေသတင်းဌာနခမ်းမြများတွေကသူတို့ပတ်စံဘလောက်ရလဲကျွန်တော်မသိဘူးဒါပေမဲ့အဲ့ဒီချိန်ကာလတုန်းကကျွန်တော်တို့ဩပီသူလူထုတွေမြောက်များစွာခံစားနေရတဲ့ချိန်ကာလတုန်းကသတင်းဌာနမှာတခုမှဖော်ပြတာမရှိဘူးရေးသားထားဖော်ပြထားတာလည်းမရှိဘူး ပြည်သူလူထုတွေဘလောက်ဒီဒုက္ခရောက်နေတယ်လဲမရှိမရေးတောင်းနော်ဒီကြမ်းမဲ့တောင်းကျမ်းသူတွေဝင်လာလို့ပြည်သူလူထုတွေကစိပိချောင်ဘွားရောက်ရတယ်ဆိုတော့တရင်ခေါင်းစည်းတစ်ခုမှမတွေ့ရအောင်နော်အဲ့တော့ဟိုအခုမြောက်စားလုံးမှာဖြစ်တဲ့ပြဿနာဆိုတယ်ဟာလေအထူးအဆန်းမဟုတ်ဘူးကျွန်တော်တို့စောင်းပြောင်းမှာဒီကြမ်းမဲ့တောင်းကျမ်းသူတွေလှုပ်သွားတဲ့ပုံစံမျိုးပဲ ကြည်ရနေနေကိုမိရှုတယ်မိရှုပြီးနောက်ဆုတ်တယ်နောက်ပြန်ဆုတ်ပြီးတတ်ဆုတ်တဲ့အချိန်မှာမိရှုခဲ့တယ်ဘာလို့ဘာကြောင့်တို့ဒီလိုလုပ်လဲဝါဒဖြန့်မှုတို့လုပ်တယ်ဖေဗူအာရီလ26ရက်နေ့29ရက်နေ့အဲ့ဒီနေ့ကလည်းကျွန်တော်တို့နန်းဟွန်ကျေးရွာဟိုဘုံမြို့နယ်ရှေ့ဘက်ချမ်းမဲနယ်တောင်ဒေသနန်းဟွန်ကျေးရွာပင်လယ်ကျေးရွာပင်လယ်ဘုံကြီးကျောင်းဒါလည်းတို့မိရှုခဲ့တယ်ဒါလည်းတို့တွေကတရင်သားတိုင်းမှာမရှိဘူးအဲ့တော့ အခုမြောက်ဆလုံးမှာဖြစ်သွားတဲ့ကိစ္စဆိုရင်လေဒီလိုမျိုးမဲ့သူတို့ကတတ်ဆုပ်ပြီးဟေးဆိုလို့ချင်းနေနေကိုမိချိုးတယ်မိချိုးပြီးတော့မှပြန်ဆုပ်တယ်ဒီလိုပဲသူတို့လှုပ်ရှားနေကြတယ်သူတို့ရိုက်ကူးထားတဲ့ရုပ်တံတွေလည်းကြည့်ပါသူတို့မိချိုးပြီးရင်အဝေးတနေရနေပြီးတော့မှဖုန်းနဲ့ရိုက်တယ်လောက်ကောင်း drone နဲ့ရိုက်တယ်လောက်ကောင်းရိုက်ပြီးတော့မှဒါဝါဒဖြစ်နေဒါသူတို့လှုပ်ဆောင်နေကြပုံစံပဲဒါအောင်တိတိရဲ့နဲ့ဒီခမ်းစားငါးပေါ့နော်တပိပဝိုင်းနဲ့ချန်နီယူတို့တိတိရင်နဲ့ သူတို့ကဘာကြောင့်မဖို့ပြရဲတာလဲဒါကျွန်တော်မသိဘူးသူတို့ကိုဒီလိုဝါဒဖြန့်ဖို့အတွက်ပတ်စံဘယ်လောက်ပေးထားလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်တို့ကအသူဒိတာ6နေမြေထဲမှာနေထိုင်နေတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်မလို့အသူဒိတာ6အေရိယာမှာဖြစ်ပြနေတဲ့ပြဿနာတွေကကျွန်တော်တို့ကတတ်သေးတရကားတွေနဲ့ပြောဆိုလို့ရတယ်ဖော်ပြလို့ရတယ်နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဒီ Channel You တော်တော်ကောင်း ခမ်းစံကောင်းကိုရစာတို့ဖွဲ့တော်ကောင်းကျွန်တော်အကြောင်းကိုရေးရင်ကျွန်တော်ကိုမေးပါကျွန်တော်ကိုဓာတ်ရိုက်မေးပြီးမှသာရေးပါကျွန်တော်ရဲ့ဓာတ်ပုံတွေယူသုံးတာတွေခုမျိုးချက်မရှိပဲနဲ့မလုပ်ပါနဲ့ဒါကျွန်တော်ရဲ့ဓာတ်ရိုက်ခန္ဓာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်